ခုတင်ဆက်ပေးမယ့်သတင်းကတော့ရေပီကျောင်း135အောင်တည်ဆုံပြီးတဲ့နောက်မှာအရေးပေါ်အချင်းညလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရေပိတန်ကျောင်း135အောင်တည်ဆုံခဲ့ပြီးနောက်မှာနိုင်ဂျီးရီးယားဆိုရကရေပိတန်နဲ့ရင်ဆိုင်နေရတဲ့ဒေသတွေကိုအရေးပေါ်အရှင်းပြလိုက်တယ်လို့သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံထဲမှာရှိတဲ့ပြည်နယ်36ခုထဲမှာပြည်နယ်15ခုကရေပိတန်နဲ့ရင်ဆိုင်နေရတာပါ။ရေပိတန်နဲ့ရင်ဆိုင်နေရတဲ့ပြည်နယ်တွေမှာနိုင်ဂျာပြည်နယ်ဟာအရှင်းနေဆိုရဆုံးဖြစ်ပြီးတည်ဆုံသူအလုံးကြီးပါကလည်းနိုင်ဂျာပြည်နယ်ထဲမှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ကစပြီးနိုင်ဂျီးရီးယားနိုင်ငံထဲမှာမိုးရက်ဆက်ရွာသွန်းမှုဖြစ်ပွားခဲ့တာကြောင့်ရေပိတဲ့နဲ့ရင်ဆိုင်ခဲ့ရတာပါ။နိုင်ဂျီးရီးယားမိုးလေဝသဌာနကထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ထဲမှာလက်ရှိဖြစ်ပေါ်နေတဲ့မိုးရွာသွန်းမှုတွေဟာအခြေအနေဆုံးမဟုတ်သေးပေမဲ့တိထန်တဲ့မိုးရွာသွန်းမှုတွေဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့်ရေပိတဲ့နဲ့ပတ်သက်ပြီးတော့ပုံမှန်သတိပြုဖို့လိုအပ်မယ်လို့ပါရှိခဲ့ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာပြည်ရဲ့နှစ်ကလည်းရေပိတဲ့ကြောင့်သိဆုံး၃000ကျော်ရှိခဲ့လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပေးဖို့လားပါ။